ွေးတတာတဲ့အတူတူဖြစ်ဒီပဲကျွန်တော်တို့အားလုံးရဲ့အောင်မြင်မှု VNW5 Series ရဲ့တရမမြောက်မျိုးဆက် The All New VNW5 Series ကစီးရီးမိတ်ဆက်ပွဲကိုနနတော်လမ်းမှာရှိတဲ့ VNW Showroom မှာမေလ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်1992ခုနှစ်ကတည်းကစတင်ထုတ်လုပ်ခဲ့တဲ့ VNW5 Series ကားတွေဟာ VNW ကုမ္ပဏီရဲ့အကောင်းဆုံးနဲ့အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်အခုမိတ်ဆက်လိုက်တဲ့တရမမြောက်မျိုးဆက် The All New VNW5 Series မော်တော်ကားမျိုးစားတစ်ကတော့ယင်ကထွက်ခဲ့တဲ့ BMW 5 Series ပထမမြောက်မျိုးဆက်လိုအင်ဂျင်ပိုင်းနဲ့တချို့အပိုင်းတွေပြောင်းလဲခဲ့ရုံမဟုတ်ပဲတကားလုံးကိုနီးပညာအစ်စ်တွေနဲ့ပြောင်းလဲထုတ်လုပ်ထားတာပါ BMW 5 Series ရဲ့ပထမမြောက်မျိုးဆက် The All New BMW 5 Series ကဘာတွေထူးခြားတာလဲအရင် BMW ကားတွေထက်ပိုထူးခြားတဲ့အကြောင်းကိုပြောလာသူကတော့မြန်မာနိုင်ငံရဲ့တူးတဲသောကိုယ်စားလှယ်ဖြစ်တဲ့ Prestige Automobile Company က Managing Director ဦးချမ်းမြပါ ဒီကားမှာကျွန်တော်တို့ခုနပြောလိုပဲဟို business applic လို့ခေါ်ပါတယ်အဲ့တော့ business ဆိုတဲ့ကွာအင်းဒီမှာ luxury သက်တောင့်သက်တာရှိမှုခန္ဓာထယ်ဝမှုနောက်တစ်ခါတွက်လက်မြန်စားမှုဒါတွေအားလုံးပေါင်းစပ်ပြီးမှသူတို့ကရွေးချယ်လို့ရှိပါတယ်အဲ့တော့သူရဲ့အားသာချက်အနေနဲ့ဆိုလို့ရှိရင်တော့အဓိကတော့ဒီ sheer driving pressure ဖြစ်မယ်နောက်တစ်ခုကအရေးကြီးတော့စီးသားကရေခင်း6 generation user တွေကားတွေအများကြီးစီးသားသက်တာလာတော့တွေ့ရလိမ့်မယ် နောက်သူ့ရဲ့ body structure တွေအားလုံးက living ကအစ်စ်တွေဖြစ်တယ် design တွေလုပ်ထားတာရှိတယ်နောက် aluminum tattoo အပေါ်စားတွေတုံးထားတာရှိတယ်ဆိုပြီးခဲ့တဲ့ကားထဲ100 kg လောက်ကိုပေါ်တာတွေ့ရပါလိမ့်မယ်နောက် twin tank ထဲမှာလည်းပဲရှိသမျှဒီခလုတ်တွေလုပ်ငန်းကားရဲ့ function တွေအားလုံးကိုဟို four system တွေကိုထိန်းလို့ရပါတယ်ဥမာဟိုခလုတ်နဲ့ထိန်းထိန်းချုပ်ခြင်းထိန်းညှိခြင်း အလုပ်ကိုကြိုင်ပြီးတော့နောက်တစ်ခုကတော့ခုနပြောလိုပဲလေးအတန်နဲ့ comment ပေးလို့ရတယ်နောက်တစ်ခုကပုံရိပ်နဲ့လက်ဟန်နဲ့အမူအရာနဲ့အမိန့်ပေးလို့ရတယ်ခိုင်းစေလို့ရတယ်နောက်တစ်ခုက display screen တွေပေါ်မှာ touch ဖြည့်ပြီးတော့ touch screen အနေနဲ့အသုံးပြုလို့ရတယ်ဒီလိုလေးမျိုးဟိုလုံးနိုင်တာလည်းဒီ generation ကောင်းပါသွားစဆက်ဆက်ဆက်ရလို့ရမှာဖြစ်ပါတယ် အခုအစ်ထွက်လာတဲ့ဒီ All New BMW 5 Series ကဒီဇိုင်းနှမျိုးဖြစ်တဲ့ Luxury Line နဲ့ M Airport Design တွေဟာ American Dollar 35,000နဲ့36,000ကြားတန်ဖိုးရှိပါတယ်။ Ladlo Prestige Automobile ကကိုးစီးရောင်းချထားပြီးနောက်ထပ် C30 တင်သွင်းဖို့ရှိနေပါတယ်။အမခန်၅နှစ်ပေးထားပြီး Engine Wire လဲပြတဲ့ဝန်ဆောင်မှုတွေပါရှိတဲ့ BMW ကားတွေကိုဝယ်စီးနိုင်တဲ့တန်ဖိုးနဲ့ညီမျှတဲ့ရလက်ပေးနိုင်ဖို့အစွမ်းကုန်ကြိုးစားနေတယ်လို့ဦးချက်မြကအခုလိုပြောပါတယ်။ ရောက်ချပြီးတဲ့ပုံမှာပြီးတဲ့ service ရဲ့ standard နိုင်ငံနိုင်ငံကြောင်းမှာပြီးတဲ့ standard မြန်မာကပြီးတဲ့တပုတ်လည်းလုပ်ဖြစ်ဖို့လိုတယ်။အဲဒီအရလည်းကျွန်တော်တိုင်းနာဆောင်ရွက်လေးရှိတယ်။ကျူးစားနေပါလေ။နောက်တစ်ခုကတော့ဟို BMW ရဲ့ကားကိုဝယ်ယူသုံးဆွဲတဲ့ပုံမှာတန်ဖိုးအမြင့်ဆုံးဟိုရရှိအောင်ကျွန်တော်တို့ကျွေးစီစဉ်ဆောင်ရွက်လေးရှိပါတယ်။အဲ့တော့ဟို market ပုံမှာလည်းတန်ဖိုးအမြင့်ဆုံးပေးနိုင်တဲ့ကားဖြစ်အောင်ကျွန်တော်တို့ကျူးစားနေပါ